အရင်ဗီဒီယိုလူကောင်းတွေဘာကြောင့်ဆိုးဝါးဒုက္ခရောက်ကြရတာလဲဆိုတဲ့ဗီဒီယိုကိုတိရှိအားပေးသူတဦးကယခုဗီဒီယိုကောင်းစဉ်ဘယ်သူမပြုမိမိမှုမြန်မာဆူရိုးစကားကို philosophy တဒနာဗီဒအမြင်နဲ့ဘယ်လိုသုံးသပ်သင့်တယ်လဲဆွေးနွေးပြပါလို့ဆိုလာပါတယ်တခဏအကြာစဉ်းစားပြီးမှပဲဒီအကြောင်းရဟာလူကောင်းတွေဘာကြောင့်ဆိုးဝါးဒုက္ခရောက်ကြရတာလဲဗီဒီယိုမှာဒီမဟုတ်ကျွန်တော်အရင်ဗီဒီယိုမှာတွေ့ပါ ကျွန်တော်စိတ်ဝင်စားဆွေးနွေးသုံးသပ်ခဲ့တဲ့ခေါင်းစဉ်တွေနဲ့နီးနီးကပ်ကပ်ဆက်ဆက်ဆင်နွေတယ်ကျွန်တော်အမြင်ကိုအခြေချက်ရှင်းလင်းပြဖို့အခွင့်အလမ်းရတာပဲလို့ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်ယခုဗီဒီယိုကရလာပေါ့မြန်မာဝီကီပီးဒီးယားမှာတွေ့ရတဲ့ရှင်းပြချက်ကိုဖတ်ပြပေးရစီဘယ်သူမှပြမိမိမှုဆိုဒီမှာမိမိကောင်းကျိုးဆိုကျိုးများသည်မိမိကိုယ်တိုင်ပြုလုပ်ခဲ့သော ကောင်းမှုမကောင်းမှုများ၏အကျိုးဆက်များလာဖြစ်သည်ဟုဆိုလိုသည် မိမိကံကြမ္မာကိုမိမိကိုယ်တိုင်ဖန်တီးခြင်းဖြစ်ပြီး အခြားသူများသို့မဟုတ်ပြင်ပအကြောင်းအရာများကိုအပြစ်တင်၍မရာကြောင်းကိုဤဆိုယုစကားကတုံတင်သည်ကောင်းသောအကျိုးကိုရလူပါက ကောင်းသော အပြုမူများ ပြုလျက်မည်ဖြစ်ပြီးမကောင်းသောဆိုကျူရရှိပါကမိမိဤမကောင်းမှုများကြောင်းသာ ဖြစ်ကြောင်းကိုလည်းဆိုလိုသည်ဤဆိုယုစကားသည်ကံကံဤအကျိုးပေးကိုယုံကြည်သော ဗုဒ္ဓဘာသာ၏အယူအဆနှင့်နိစ္စတိကိုတရားကိုစီရင်ဟူသော ဆိုယုစကားနှင့်လည်းဆက်ဆံမှုရှိသည်ပေသူမပြုမိမိမှုဆိုယုစကားကပါတဲ့အဓိကသတင်းစကား message နှစ်ခုရှိတယ်လို့ဆိုရပါမယ်နံပါတ်၁ကိုယ်တိုင်ပြုလုပ်ခဲ့သောကောင်းမှုမကောင်းမှုမှမိမိ၏ကောင်းကျိုးမကောင်းကျိုးဖြစ်ပေါ်ခံစားရတယ်နံပါတ်၂ ကိုယ်ဆူကျခံစားရမှု သူတစ်ပါးပြင်ပအကြောင်းအရာစသည်တို့ရဲ့အပြစ်မဟုတ်ဘူးဘုဒ္ဓဘာသာရဲ့အခြေခံအယူအဆကြီးဖြစ်တဲ့ကံဤအကျိုးပေးမှုနဲ့ခန့်ညီရယ်ဆိုတာသိသာပါတယ်ဒီအယူအဆကပဲကိုယ်ကျွန်မကူဖန်တီးတဲ့ကိုတရားကိုစီးရင်တဲ့ယုံကြည်မှုလို့ပေါ်ထွက်ပါတယ်ဒီလိုဘုဒ္ဓဘာသာဝင်မြန်မာတွေရဲ့ဘာသာရေးတသနာနဲ့ဆက်နွယ်နေသောဆွေစကားမျိုးခရိယန်တွေရဲ့ ဒီမှာကျမ်းစာမှာလည်းရှိပါတယ်ဂလာတိဩဝါဒစာက you reap what you sow ဆိုတာပါကိုစိုက်ပြိုးတဲ့သီးနှံကိုရိတ်သိမ်းရလိမ့်မယ်လို့အတိပ္ပယ်ရတယ်ဂျုံစိုက်ပြီးဆံရိတ်လို့မရဘူးပေါ့ကိုပြုတ်ခဲ့တာအပေါ်မူတည်ပြီးရလက်ကောင်းကောင်းဆိုးဆိုးခံစားရလိမ့်မယ်လို့ဆိုလိုပါတယ်မြန်မာနဲ့အင်္ဂလိပ်စကားကနှစ်ခုမှာ တူတဲ့အချက်တွေရှိသလိုမတူ क्वे ပြအယူဆရှိနေတာကိုလည်းသတိပြုသင့်ပါတယ် လူတယောက်ရဲ့အလုတ်လောက်ရတွေအပေါ်မူတည်ပြီးကောင်းကျိုးဖြစ်ရင်ဖြစ်မယ်ဆိုးကျိုးဖြစ်ရင်ဖြစ်မယ်ခံစားရမယ်ဆိုတာကတူညီတဲ့အချက်ပါ မတူတာကဘယ်သူသို့မဟုတ်ဘယ်လိုရန်တရားအဖြစ်အဲ့ဒီအကျိုးဆက်ဖြစ်ပေါ်တယ်လဲဆိုတာ ਨੇ ဆိုင်ပါတယ်ဗုဒ္ဓဘာသာဝင်မြန်မာပြည်အတွက်တဘာဝတရားကံကအကျိုးဆက်ဖြစ်စီတဲ့ခရိယံဘာသာဝင်တွေအတွက်စွမ်းအားရှင်ဘုရားက တာဝန်ယူတယ်လို့ယုံကြည်ကြတာဖြစ်ပါတယ်ကျွန်တော်အမြင်မှာတဘာဝတရားစကလုံးမှာပါတဲ့တရားဆိုရာကိုရောဆွမ်းအားရှင်ဖရာရဲ့အဆုံးဖြတ်ကိုပါခေတ်စ်နိုင်ငံတော်တိုင်းကထူထောင်ကျင့်သုံးတဲ့တရားစီရင်ရေးစနစ်တရားစီရင်ရေးရန်တရားလို့ထင်မှတ်မမှားသင့်ပါဘူးဒူကောင်းတွေပါကြောင့်ဆိုဝဒုက္ခကြောက်ရတာလေဗီဒီယိုမှာအခြေအချက်ဆွေးနွေးထားပြပါပြီ။ you reap what you sow အင်္ဂလိပ်ဆိုယူစကားဟာခရိယန်တမချန်းစာသည်ဝင်ဖြစ်လို့ဘာသာရေးအတွေ့အခေါ်ဘာသာရေးတည်နာမှာဓာတ်ရိုက်ပေါ်ပေါက်တယ်ဆိုတာထင်ရှားပါတယ်တကယ်တမ်းမှာဘယ်သူမပြုမိမိမှုလို့ဆိုယူစကားအများစုဟာဘာသာရေးနဲ့ဓာတ်ရိုက်မဆက်နွယ်ရင်တောင်လူမှုအဖွဲ့အစည်းတိုင်းရဲ့ကိုရှင်တရားတုံ့တင်မှုအစိတ်ပိုင်းကြီးများဖြစ်ကြပါတယ် လူကြီးသူမတွေရဲ့အတွေ့အကြုံကပေးတဲ့လူသားသဘောတဘာဝတဘာဝလောကသဘောတဘာဝတို့အပေါ်နားလည်သဘောပေါက်မှုကိုမျိုးဆက်အစင်းစင်လက်ဆင့်ကမ်းရမှဒီမီယိုဖလာဆူယိုစကားများ ပေါ်ပေါက်ပါတယ်အချိန်တိုအတွင်းအစင်းသင့်ကောက်ယူသုံးဆွဲနိုင်တဲ့လေရည်တို့အတွေ့ဖြန်းလန်းတွေးများဖြစ်ကြတယ်အရှိတရားရဲ့မျက်နှာစာတစ်ခုခုကိုထိုးထွင်း သိမြင်သိမှတ်ဖို့မြန်မြန်ဆန်းဆန်းနားလေသဘောပေါက်ဖို့ထောက်ကူတဲ့ကိုရင်တရားလုပ်ငန်းစဉ်ကိုလည်းလမ်းညွှန်လမ်းပြပါရယ်စူးစကားများကိုသုံးဆွဲတဲ့နေရာမှာသတိချက်စရာအချက်၃ချက်ရှိပါတယ်နံပါတ်၁ဇီလိုအဆက်နေပေကြောချက်ပြန့်၃ချင်းနံပါတ်၂တောင်ကောင်းဆောင်မှုစင်ကြီးစင်လက်အဖြစ်သုံးခြင်းနံပါတ်3အာကူလွန်အဆုံးဆွဲလွန်ပြီး ကိုယ်တိုင်စဉ်စားစင်ကြီးညာသုံးခြင်းကြုံတီသွားခြင်း တို့ဖြစ်ပါတယ်။ Soyuz ကမှပါတဲ့သို့မဟုတ်ပါတယ်လို့အဓိပ္ပာယ်ဖွင့်နိုင်တဲ့လောကုတ္တရာဘာသာရေးအယူဆတွေကို လောကီနယ်ပယ်နိုင်ငံတော်တစ်ခုကိုစူးစီးစီမံရာမှရောထွေးထက်သွင်းခြင်းကို ဥပမာပြနေပါတယ်။ကျွန်တော်အရင်ဗီဒီယိုမြန်မာပြည်ဘာကြောင့်ဆင်းရဲတယ်လဲဗီဒီယိုပါမေးခွန်းကိုတီလာမရှိကြလို့လို့ဖြေဆိုသူတွေတွေ့ရပါတယ်။ဘယ်သူမှပြုမိမိမှု ဆိုယူစကားကိုလက်ကင်ဆွဲပြီး ဆင်းရဲသူတွေကိုယ်တိုင်ရဲ့အဖြစ်ပဲအရင်ဘဝတွေက အလှတန်းကုသိုလ်ပြုအားနည်းခဲ့လို့လို့ဆိုလာရင်ရောဒီအယူဆရှိတဲ့လူတယောက်နိုင်ငံကောင်းဆောင် ဖြစ်နေတယ်ဆိုပါစို့ဆင်းရဲချို့တဲ့သူတွေဘာကြောင့်ဆင်းရဲရသလဲဘယ်အစီအမံများနဲ့၎င်းတို့ရဲ့ဘဝအခင်းချင်းတွေစီမင်းတိုးတက်အောင်မြင့်တင်ပေးနိုင်မယ်မစင်စားပဲဆင်းရဲစားတာပါသူတွေပဲဆိုပြီးစိတ်မပတဘာဟန်လုံးအားထုတ်ပြယုံဆိုရင် လုံးဝလက်ခံနိုင်စရာမရှိပါဘူး။ဘယ်သူမပြုတ်မိမိမှုဆိုရဲစကားကို နောက်တနည်းအလွဲသုံးနိုင်ပါ रे ။မိမိပြုလုပ်ခဲ့သောကောင်းမှုမှသာမိမိကောင်းကျိုးရတာဖြစ်တယ်ဒီလိုဆိုတော့ငါအောင်မြင်တာဟာငါတော်ငါတက်လို့ငါအစွန်းစားကြောင့်ငါကံတက်တဲ့ကြောင့်လို့ဘဝမြင့်ပေါ့မာခြင်းမိမိလောက်မအောင်မြင်သူကိုချိုးနှိမ်ဖြစ်တင်ခြင်းဖြစ်ပါ रे ။လူပေါင်းရေးရာဘယ်နေရာမဆိုအောင်မြင်ဖို့ ကိုဘွားရဲ့ကြောတော့နောက်ခံပေးထားချက်တွေကိုနေတဲ့လူမှုအဖွဲ့အစည်းရဲ့အခင်းချင်းမျက်နှာသာပေးမှုတွေအပေါ်ပူတည်ကြောင်းသတိချက်အပ်ပါတယ်သူတိုင်းနဲ့သူကံသူအာကုသူနဲ့သူစသည်တို့ဟာလည်းဘယ်သူမပြုတ်မိမိမှုနဲ့အလားတူတဲ့ဘာသာရေးတဒနာအွယ်စုစုကားများဖြစ်ပါတယ်ခေတ်သစ်နိုင်ငံတော်တစ်ခုမလွဲမသွေထမ်းဆောင်ရတဲ့တရားဥပဒေစိုးမိုးရေးတာဝန်ကြီးကိုခေါင်းဆောင်သူများအထွတ် ဒီဆိုယုစကားနှစ်ခုထက်ပိုအနိယကြီးတဲ့စင်ကြီးစင်လက်မရှိဘူးလို့ကျွန်တော်ယူဆပါတယ်။နိနာသူကိုတရားမျှတမှုရင်းပယ်ယုံသာမကအပြစ်ပါဖို့ခြင်းအပြစ်ကျူးလွန်သူကိုတရားစီရင်ရေးရန်တရားအသုံးပြုအပြစ်ပေးရမယ်အစားပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးခြင်းတရားတွေဖြစ်ပံများရင်တရားဥပဒေစိုးမှုတစားတစားယိုယွင်းပြီးလူမှုအဖွဲ့အစည်းတစ်ခုလုံးပါအစည်းပြေပြတ်သုံးသွားသည့်အထိတ် အဖြစ်ဆိုကြားရောက်နိုင်ပါ रे ကိုပိုင်ထွေးဆမှုလုံတင်တဲ့နေရာမှာမလုတ်ဖဲဆိုရိုးစကားတွေကိုသာကျက်တူရွေးလို့ရွတ်ဆိုနေမှာဆိုရင်ရေရှိဆိုချို့အနေနဲ့မိမိရဲ့စိစခွဲကြစဉ်းစားခြင်းစဉ်းစားဉာဏ်အားနည်းလာမယ်အဆုံးစွန်ဆုံးရှုံးသွားနိုင်ပါ रे မကျက်တကျက်အထွေးခေါ်တွေနဲ့မြူဆွေတဲ့လူရုပ်လူမိုက်နောက်လိုက်ဖြစ်သွားနိုင်ပါ रे အပေါ်ရန်တွေးခေါ်ချက်သို့မဟုတ်စံချင်းစံနှုတ်မပြေဝ မတ်ချောက်တေမခန်တဲ့အထွေးခေါ်ကို God Philosophy ဇောက်တင်တဒနာလို့ခေါ်ကြပါတယ်။ဆိုရစကားအများစုမှာ အနှစ်သာရမရှိမဟုတ်ရှိပါတယ်။သို့သော၎င်းတို့ရဲ့သဘာဝကိုကလူရင်းတူရှင်ဖြစ်မှုကိုအဓိကထားတာကြောင့်အနှစ်အတိတ်ပဲပြည်ပဝဝပါဝင်ပါရှိဖို့မဖြစ်နိုင်ပါဘူး။လူလားမြောက်သူတိုင်းကိစ္စအကြောင်းရတစ်ခုပေါ်ကိုဘယ်လောက်နဲ့နဲ့နေနေတွေးခေါ်သင့်တယ်ဆိုတာကိုယ်တိုင် ဆုံးဖြတ်ရဖို့ရှိတယ်။ လူအများစုကြီးအတွက်ပညာရေး၊စာဝတ်နေရေး၊ပြည်သားစုရေး၊လုပ်ငန်းကိုင်ငန်းတို့နဲ့အချင်းကုန်ခံရတာများလို့နေရာတော်တော်များများမှာလက်ရည်တူသို့မဟုတ် ဖြလန်းအတွေးခေါ်တူတွေကိုလက်တင်တယ်လို့သုံးဆွဲကြတာတဘာဝကြပါတယ်အဲ့ဒီအတွေးခေါ်တူတွေဟာလူလောကတဘာဝလောကတို့ရဲ့အရှိတရား အမှန်တရားဒစိမ့်တစ်ပိုင်းကိုသင်ဟဖော်ပြလို့ရှိတယ်ဆိုတာမငြင်းနိုင်ပါဘူး ဇူလိုဂျီနာကဆွေရစကားများစီလျော်အဆက်တနေရာတွေမှာချင်း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 သုံးဆွဲတာမမှားဘူးသို့တော့တချို့နေရာတွေမှာတကောင်းတို့ရဲ့အပေါ်ရန် နားလေလွယ်အတိတ်ဘယ်တွေနဲ့မကြည်နပ်ဖဲနည်းနည်းသော တွေးဆမှုများပြုဖို့လိုအပ်ပါလေကျေးဇူးတင်ပါတယ်